ကံဆိုတာစေတနာကိုပြောတာဟောကံကိုစပြင်ဖို့လို့တယ်ကိုယ့်ရဲ့စေတနာလေးကိုကောင်းအောင်လုပ်ဖို့လို့တယ်ဟုတ်လားစေတနာကောင်းလေးထားနိုင်လို့ရှိရင်အဲ့ဒါကံကောင်းတာပဲကံကောင်းအောင်လုပ်နေတာပေါ့အဲ့တော့ကံကောင်းအောင်လုပ်တဲ့ဤဒီထဲမှာအထွတ်အထိပ်အမြင့်မားဆုံးဤနှစ်ဤပုံပုံပြောရမယ်ဟုတ်လားအဲ့ဒီနှစ်ဤကဘာလို့ဆိုတော့ဘုရားနှုတ်တတိနဲ့မေတ္တာတရားဘုရားနှုတ်တတိဆိုတာက မြတ်စွာဘုရားရဲ့ဂုံအကြီးအသေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာ။ ETB သောဘဂဝါအရဟံတမ္မတံဗုဒ္ဓောရရနော်။ဝိဇာသရဏတမ္မနောသူကတော်လောကဝိတုနှုတ်တော်ပရိသတ်ဓမ္မတန်တိတထာဒေဝမနုဿတံဗုဒ္ဓောဘဂဝါ။မြတ်စွာဘုရားရဲ့ဤဇုံတော်မူထားတဲ့ဂုံအကြီးအသေးကြီး၉မျိုးနော်။အဲ့ဒီတည်းကနံပါတ်၁ဂုံကြီးတွေ့ရပါတော့အရဟံ။ ဲ့ဒီအရဟံဂုံတဂုံလောက်ကိုကြွဉျန်းကျင်ကျင်နားလည်အောင်လုပ်ပြီးတော့စိတ်ထဲမှာခဏခဏဖြစ်အောင်စဉ်းစားဆင်ခြင်နေမယ်ဆိုရင်အဲ့ဒါဗုဒ္ဓနုဒတိပွားနေတာကံကောင်းအောင်အကောင်းဆုံးလုပ်ပြီးအဲ့ဒါအရဟံဂုံဆိုတာဘာတော့အရဟံဂုံဆိုတာမြတ်စွာဘုရားရဲ့တန်တမပူပန်စီတဲ့ဆင်းရဲစီတဲ့တဲ့ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့အနေထားကိုအရဟံလို့ပြောတာဟုတ်လားကိလေသာအပူကင်း၍ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူသောမြတ်စွာဘုရား မြတ်စွာဘုရားရဲ့ဂုံရည်သွေးနော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူကျင်မဲ့မုန်းမှုဘလောက်လူကျင်စရာကောင်းတာနဲ့တွေ့လို့မှလူကျင်နေဆိုတာမရှိဘူးဘလောက်မကျင်တဲ့စရာကောင်းတာနဲ့တွေ့လို့မှစိတ်တူတယ်ဆိုတာမရှိဘူးနော်စိတ်ကိုပူပန်အောင်ရှွတ်မြိုက်မယ်စိတ်ကိုဆင်းရဲအောင်နှိပ်စက်မယ်နော်ကိလေသာတရားတွေလုံးဝကင်းကွနေတဲ့တွေ့ရမြတ်စွာဘုရားစိတ်နှလုံးပဂတိအေးချမ်းတော်မူတယ်ငြိမ်းအေးတော်မူတယ်အဲ့ဒါလေးကိုဘုန်းဘုန်းတို့ကကြိမ်ဖန်များစွာနော်နှုတ်နဲ့ အရင်ကျွတ်ဆိုပြီးတော့လက်ကျင်အရဟံကိလေသာအပုကင်း၍ငြင်းအေးတော်မူသောမြတ်စွာဘုရားဒီလောက်ဆိုလို့ရှိရင်တော်တော်ကောင်းနေပြီနော်အရဟံကုံရဲ့အတိဗေက၅မြို့တောင်ရှိတယ်စိတ်ကိုရမှာတော့မကောင်းမှုကိုပြုတော်မမူသောလို့လည်းအတိဗေရတယ်အတုမရှိသောဂုံကြီးစုတွေရှိတဲ့အတွက်ကြောင့်တတဝအာလုံးတို့ရဲ့ပူဇော်ထုကိုခံယူတိုက်တယ်ဆိုတဲ့အတိဗေလည်းရှိတယ်အရဟံကောင်အဲ့ဒီတဲကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေ စိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေအရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေအဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ပါအကျိုးရှိတော့အနည်းဆုံးတော့တရားရှိခောက်တော့ဆင်ခြင်မိမယ်လေ တော့အရဟံအရဟံတို့ဆိုနေတာတဲ့ဘုံဘွားတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားတခါလဲပအောင်လို့နော်အင်းအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လို့တာကံစိတ်ဥဒ္ဓအာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘွားတို့ရကျင်တဲ့အကျိုးရလက်ကောင်းတွေထွက်